တဲတော်မျိုးဝန်းတွင်းမျိုးနဲ့စကိုင်းမျိုးတွေမှာငလင်တန်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦတွေကိုရှင်းလင်းရေးလှုပ်ဆောင်တာမှာမပြီးသေးတာကြောင့်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမဆနိုင်သေးဘူးလို့လူမှုကွန်ရက်ကဲဆေးတင်တော်ဝင်ရှိသူကပြောပါရယ်အောက်ခံတင်ပြပို့ထားပါရယ်ရှင်စကိုင်းနိုင်ငံကိုအပြုအမူလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့တဲတော်မျိုးနဲ့ဝန်းနေမျိုးတွေမှာနေအဆောက်အဦစက်ရုံပေါင်း320လုံးပြိုကျပျက်စီးခဲ့ပါတယ် မြင်လင်လောက်ခတ်မှုကြောင့်တည်ဆုံသူ200ကျော်နဲ့ဒဏ်ရာရသူ80ကျော်ရှိခဲ့ပါတယ်။ဒါ့အပြင်မြို့နယ်ပြင်ကဗျာစီတီကျောင်းပေါင်း200နီးပါးနဲ့ဗလီဖျားကျောင်း၄လုံးပြိုကျပျက်စီးခဲ့ပါတယ်။လောလောဆယ်ကနေဒီအဒီမာကလောဆယ်လုပ်ငန်းကြံရည်လည်းမကောင်းကြီးလေလောလောဆယ်တော့ဒီနေ့ဒီဆောင်ရင်းရတော့ဘယ်သူမှမလုံးနိုင်သေးကြီးလေဘယ်သူမှမလုံးနိုင်သေးသလားလေဟိုဘယ်လိုပြောမလဲလက်ရှိညီလေးကပြိုတယ်ပေါ့ကွာပြိုတယ်အဲ့ဒီဆူချနိုင်တယ်ဆင်းလာပဲရှိသေးတယ်ဒီနေ့ဆောင်ရင်းရတော့ဘာမှကိုမလုံးကိုမစကိုမစနိုင်သေးအကြီးလေ အဲဒီကြတဲ့ငွေကြီးပေါ့ငွေကြီးဆိုတာဒီတော့လည်းမတကယ်တတမမထပ်နိုင်ပွဲစီတကယ်မမဘူးတို့ဒီတိန်လာဘောနော်ဒီအိုးရင်ဒီဘောတဲ့တို့သမတ်တဲ့ကြီးနံပေါ့တိန်နဲ့တိန်နဲ့မတူနိုင်ဘူးနေပြီဟာအိတန်ရဆက်တဲ့ဆက်တဲ့ဖြစ်မယ်။အိတန်ရတိမဆက်ဖြစ်မယ်။အိတန်ရသုံးတိမဆက်မယ်။ဒါဥပမာပြောကြတာပါ။အဲ့လိုမထောက်ပံ့နိုင်တဲ့ဆိုလို့ရှိရင်ကဒီတနေ့ကြောင်ရတဲ့မြန်သောမြန်ဆန်သောမယ်လို့ပြောနေပါတယ်လေ။ ဒါအပြင်စကိုင်းတိုင်းကိုပို့ပြီးပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမြို့ဝ22ရပ်ကွက်နဲ့မြို့နယ်ရင်းကကြေးရွာတွေမှာနေအိမ်ဆောက်ဦးတွေတရားရငိုင်းလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်။ရှာဝေကယ်ဆယ်ရေးလှုပ်ဆောင်မှာတေဆုံးသူ900နီးပါးနဲ့ထိခိုက်ဒဏ်ရာရရှိသူ1000ကျော်ရှိခဲ့ပါတယ်။လက်ရှိမှာလည်းရှင်းလင်းလုပ်ငန်းတွေမပြီးသေးဘူးလို့လူမှုကွန်ရက်အသင်းတာဝန်ရှိသူကပြောပါတယ်။ဘယ်သူမှပြန်မဆောင်နိုင်သေးဘူးလေချက်တော့မယ်။အော်ဝါကျက်ခဲရောခက်ခဲတို့ခက်ခဲရောဝင်ရ ်ခက်ခဲမခက်ခဲဘူးအာသူတို့ရအခုချိန်ကြီးကျွန်တော်ရှင်းလင်းရင်းကိုတို့ရတယ်မပြီးသေးဘူးလေမြို့ပေါ်မှာ90ရာခိုင်နှုန်းပြီးပါပြီကျွန်တော်တို့ကျွန်တော်တို့ရက်ကွက်တရက်ကွက်သာပဲပြောမယ်ဆိုရင်နောက်ရက်ကွက်တရက်ကွက်သာ100ရာခိုင်နှုန်းမပြီးသေးဘူးဘာတကယ်ပတ်စံပေါ့ဒါဆိုဒီလုံးတစ်တိုက်တစ်လုံးကိုဖြိုတဖို့ကိုကိုယ်အနေကိုဖြိုရမယ်ဟဲ့ဆိုရင်အာ300ဝန်းကျင်တောင်းနေကြတယ်ဒါအပြင်ဟိုကိုတက်ရမယ်ဆိုတော့ အားကြတော့ဘွားနေကိုဖြတ်ဖို့တင်းသုံးရကြတော့လေအကုန်မခံနိုင်တော့ဘူးလေအားကြတော့ဒီအစိုးရကဖြတ်ပေးမဲ့အချင်းကိုစောင့်ရတဲ့အနေထားတစ်ခုရောက်သွားတာပေါ့ဟိုဒီတင်းသုံးရကကိုပြန်စောင့်တယ်နည်းနည်းပါးပါးစောင့်လို့ရတယ်လေနော်အာကြတော့အစိုးရစီစဉ်နိုင်အောင်အလှည့်ကြအောင်တော့စောင့်နေရတဲ့သဘောပါဟိုတလကြကြောတလဆယ်ရလောက်ရောက်လာတဲ့အချိန်ကြီးကတော့ကျွန်တော်တို့လိုရက်ရက်လိုဟာမျိုးတော့စုံစားရက် မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလောက်ခတ်မှုကြောင့်စုစုပေါင်းတည်ဆုံသူအရေအတွက်4400ကျော်နဲ့ထိခိုက်ဒဏ်ရာရရှိသူ10000ကျော်ငလင်ဝေးတင်သူ39000ကျော်ရှိခဲ့ပြီးနေအဆောက်အုံ9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DBB ကဧပြီလ16ရက်နေ့ထိစုစည်းရရှိထားတဲ့ချက်လက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါ